က်တက်ကတိတ်မပြင်ဆင်ရအောင်ကိုအသက်တိတ်မကွာဘူး။ဒိစက်ကြောက်တက်ကတော်တော်ပြင်ဆင်ရမှာ။ဝိနေပြူရမှာ။ဒါပါတက်ကြည့်အောင်လို့လုပ်ရမလဲဆိုတော်တော်စဉ်းစားနေတာ challenge ဖြစ်နေပြီ။တက်ကြည့်တဲ့ဘက်က challenge ဖြစ်နေပေါ့။ငယ်တဲ့အတွက်ကငါအဲ့လိုကွက်ကလေးလိုရနေတာဆိုတော့ငယ်တဲ့အဆင်ပြေတယ်တော့အသက်ကြီးရငါဘယ်လိုပြောစားအောင်လဲဆိုတော့တော်တော်ရှင်းခုံး။ Okay ဘယ်လိုပုံစံမျိုးလေးလဲဆိုတော့ကျွန်တော်မိသားစုမှာ တားကြီးပေါ့နော်တားကြီးဆိုတော့ပြဿနာတစ်ခုဖြစ်ရင်ကြုံတိတယ်အာတကြက်ကကြုံတိတယ်အာနေကြက်ကဘယ်တော့မှမရှင်းနိုင်ဘူးဘယ်တော့မှပြဿနာကိုကြုံတိရတော့ဘယ်တော့မှမတားနိုင်ဘူးအဲ့လိုကာရိုက်တာလေးပါအာအပြင်းမြင်တော့တားရှင်းတာအိမ်မှာဒိုင်ခံရှင်းတာကိစ္စတစ်ခုဆိုရင်ဒါကြောင့်ဒါကြောင့်သူတို့လုပ်မယ်ဒါကြောင့်ဒါကြောင့်သူတို့မလုပ်ဘူးအဲ့အဲ့လိုနေနှစ်ခုလုံးပေါ့ရှင်းသလိုနဲ့ဆရာလုပ်တာအရင်ကြိုက်တဲ့ထဲမှာလဲပါတယ်ဝတ္ထုအနေနဲ့လဲဖတ်ဘူးတယ်အဲ့တော့ဘယ်လိုပြောမလဲကိုကိုတော့အဲ့တော့ ငယ်သေးတာကိုငယ်စောကြာအရင်မမြင်ခဲ့ဘူးဒီ character နဲ့အခုတကယ်ကိုတရုတ်ဆောင်ရမယ်ဆိုတာအရင်မိုက်တယ်ပြီးတော့ဇညွန့်ဖတ်လိုက်တဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့အရင်ပုံမှန်ဆိုဇညွန့်တစ်ခေါက်ဖတ်တတ်ကြဆိုဖတ်တယ်ပဲပေါ့နော်ဇလန်းတီအောင်ဖတ်တယ်ပြီးရင်ကျွန်တော်ဟိုပါရိတ်စင်းလေးတွေဆွဲထုတ်တယ်ပြီးတော့မှ character တွေကိုပြင်ဆင်အခုဒီမှာကျဇညွန့်ဖတ်လိုက်တဲ့ကွာ identity လှုပ်ချင်နေပြီ identity လိုက်ကြောကြည့်နေတာပေါ့နော်ဟိုပြီးရင်တခုစင်ကွန်မှုတခုကဘာလဲဆိုတော့အသက်ရွယ်ပေါ့အသက်19 20တစ်ဖြတ်ပါတယ်ပြီးရင်40ကျော်တစ်ဖြတ်ပါတယ် ဆိုတော့အဲ့ဒါလေးကလည်းကျွန်တော်တို့အာဒီနှစ်ခုငါဘယ်လောက်လောက်ရမလဲဘာလောက်ရမလဲဆိုတာအရင်ရင်ခုံကြကောင်းတဲ့ဟိုကျွန်တော်တို့ခီးထွက်ရလို့ပေါ့နော်ဒီမိုနီဆာကာရက်တာလေးကိုခီးထွက်ရမှာကျွန်တော်တို့အရင်ရင်ခုံမကောင်းဘူးအာတာဝန်ကြီးရဲ့ဆိုတာကျွန်တော်တို့ဘယ်လို့မဆိုပါဟိုကြုံမှုပါတယ်အဲ့လိုရှေ့မှာတာဝန်ကြီးရဆိုတခါတရံကြောက်လဲဝတ္ထုတွေပြန်ရတာလဲတာဝန်ကြီးရကျွန်တော်ရှေ့မှာရိုက်ထားအရေးဖြူဆိုလို့ရှိရင်ကျွန်တော်ဇက်ကောင်ကရဲကောင်ဆိုတဲ့ character ပြိသက်အမြင်မှာမျိုးစုံမြင်ထားတယ်ဟို driver နဲ့ ဆာရေးဆရာကိုစိုးထိုင်နေတာမှာတခါတည်းသူ့နေရာမှာရဲခေါင်ကိုမြင်တာချင်းမတူဘူးအဲ producer မြင်ထားတယ်ကျွန်တော်မြင်တဲ့ရဲခေါင်လည်းမတူဘူးအဲ့အဲ့ဒါကိုကျွန်တော်အကောင်းဆုံးညှိပြီးတော့ရိုက်ခဲ့တယ်ရိုက်တဲ့အချိန်မှာပထမကြည့်ကြည့်ချင်းမှာဟိုကိုစိုးထိုင်ကရဲခေါင်နည်းနည်းပြော့နေသလိုပဲပေါ့နော်ဒါပေမဲ့တကယ်တမ်းအတိတ်ခံမှာသူကြည့်ရတဲ့အချိန်မှာအဲဒီဟာပူမိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲစိန်ခုံမှုတွေအများကြီးရှိခဲ့တယ်ဟိုဝတ္ထုရရတာပေါ့နော်ဒီကားမှာဆိုတော့အဲ့လိုမျိုးလေးပေါ့ဝတ္ထုတွေပြန်ရတဲ့အခါမှာကျွန်တော်တာဝန်ကြီးတယ်အာပြီးလို့ရှိရင်လည်း မိသားစုမှာရောတငယ်ချင်းအတိုင်းတာမိသားစုမှာမှာကိုညီမလေးနဲ့ပြည့်တန်သားဒီမှာကျွန်တော်ဒူမလေးဒူမလေးနဲ့အခန်းကဏ္ဍတွေမိသားစုအတွက်ကာကွယ်တာတွေအဲ့ဒါတွေကကျွန်တော်တို့ဟိုလုခွင့်ရတဲ့ဒီကတော့လုခွင့်ရတဲ့ဇဝင်ကန်းလေးပေါ့အဲ့တော့တိတ်မပြင်ဆင်အောင်ကိုအသက်တိတ်မကွာ50ကျော်အတွက်ကတော်တော်ပြင်ဆင်ရမှာဝင်နေပြီပြရမှာဒီမှာတက်ကြည့်အောင်ဘယ်လိုလုပ်ရမလဲဆိုတော်တော်စဉ်းစားနေတာ channel ဖြစ်နေတယ်တက်ကြည့်ရတဲ့ကောင် channel ဖြစ်နေတယ်ပေါ့ ငယ်တဲ့အတက်ကငါအဲ့လိုကွက်ကလေးလိုရနေတာဆိုတော့ငယ်တဲ့အဆင်ပြေတယ်တော့အသက်ကြီးရငါဘယ်လိုပြောစာအောင်လဲဆိုတော့ကျွန်တော်အစ်စရတော့ကိုယ်ကအဲ့လိုအမြဲတမ်းကလေးလိုပဲနေတာသူကတိလည်းအမိနဲ့ပဲအိတ်တာပြင်အိတ်ရင်တော့မှလေကောင်းကောင်းမတက်အဲ့ရပေါ်ဒိန်းဆိုကြောရလိုက်တယ်ပြင်ကြောနဲ့တက်သွားပေါ်တယ်အမြဲတမ်းကလေးကလေးစင်ကြောက်တယ်အခုနကအသက်ရတကယ်ပြောတာပြင်ဒီမိသားစုအတွက်ပေါ့နော်အပြင်မှာလဲကျွန်တော်အဲ့လိုမိသားစုအတွက်ဆိုမှတိတ်တာတစ်ခုဆိုရင် ဒီမှာဒီမှာလည်းတူတဲ့အချက်လေးရှိပါတယ်တကယ်မိသားစုအတွက်ဆိုလို့ရှိရင်တော့အဲ့လိုဒေါနဲ့မောနဲ့ပြောတယ်ပတ်သက်ဒါပေမဲ့ဒီမှာကျမိသားစုနဲ့မှာလည်းဆိုတော့နည်းနည်းလေးညံ့တာတွေငဲ့တာတွေပါတယ်ဒီမိုနီကာရိုက်တာအပြင်မှာတော့ပြောတယ်လိုအပ်လာပြောတယ်မိသားစုအတွက်ဆိုလည်းလေအဲ့ဒါလေးတွေကဟာဖြစ်တယ်ပြီးဒါပေမဲ့အပြင်နဲ့ပတ်သက်လာရင်တော့မိုနီကတကယ်ဖိုက်တာမိသားစုအတွက်ဆိုလို့ရှိရင်ဟာဘသူမှဆိုသွားပြီးရင်ဆိုင်ရဲတယ်ဟိုပြဿနာရှာရဲတယ်တိုက်ခိုက်ရဲတယ်အဲ့လိုမျိုးကာရိုက်တာလေးအားရတယ် အားရရအားရလုံးတော့မှဖတ်နေနေတာအိုက်တင်နေလုံးမိနေတာဟာခဏနေငါအိုက်တင်နေလုံးမရဆိုအရင်ဟိုကိုစင်းနေတယ်ဆွဲထုတ်အောင်မယ်ဆိုပြီးအဲ့လိုညားတယ်အဲ့တကယ်တော့ဒီလာထဲမှာလေကျွန်တော်ခေါင်းဆောင်နေတဲ့ပြန်လန်ထား CV လေးရှိရအဲ့မှာကြဟာတာဟာတာလေကျွန်တော်တစ်ခါမှမလုပ်ဘူးတဲ့ပုံစံပေါ့နော်ရှေ့ကပိတ်သက်တယ်ကျွန်တော်ဟာတာနဲ့တိတ်မတွဲမိဘူးပြီးရှေ့မှာကကျွန်တော်ရိုက်ခွင့်ရတဲ့ကားလေးရတယ်ပိတ်သက်ချင်မရောက်ဘူးအဲ့တော့အေဂျင့်မောင်တို့ပါတယ်မတဲတော့တာနဲ့ကျွန်တော်အေဂျင့်မောင်လီလီကျော်ခိုင်းအဲ့ကျွန်တော်တို့အပိုင်းလေးသွားပြီးတော့ကိုရီးယားမှာသွားပြန်တယ်ဆုရတယ် ပြောရမှာလေအာ short film လေးနေနဲ့သွားပြိုင်တာပေါ့နော်ကျွန်တော်တို့ရိုက်တာကတော့ mini series လေးရိုက်တာအာအခုအဲ့ကားမှာဆိုလဲအဲ့လိုဇွားနေကိုအာကိုပြီးတော့မြို့လွတ်လိုက်တာအမျိုးမှာပြဿနာကြီးတက်ပြီးဇွားပြန်လာမြို့ကပြဿနာကြီးပါသေးလာခဲ့တာအဲ့လိုကာရိုက်တာလေးပေါ့နော်အဲ့ဒါလေးကကံကောင်းကျင်တော့နောက်လာရွှေ့သွားတယ်အာကိုကဒီလာထဲမှာဟိုတခြားဟာလေးရိုက်ခွင့်ရသွားပေါ့နော်အော်လုတ်တွေများလာတယ်များလာတဲ့အခါမှာအဓိကတော့ view ထားတာနံပါတ်1ကျမ်းမာကြီးပေါ့ကျွန်တော်အလုပ်ဇောကပ်ပြီးကျမ်းမာကြီးထိတတ်တဲ့တည်းမှာပါတယ်။ Black Gallery မှာလည်းတစ်ခါဖြစ်ပြီ အဲ့အမျိုးမဖြစ်အောင်ကျွန်တော်ရင်ကျမ်းမာ view site နေတယ်ကျမ်းမာ view site ပြီးတဲ့အချိန်မှာကျွန်တော်တို့က character တစ်ခုချင်းစီကဘာလဲဆိုတော့ကျွန်တော်အဲ့လိုချက်ချရေးတဲ့ချင်းရှိတယ်ကျွန်တော်ကဟို net တွေအရန်ကိုးကွယ်ထားမှာတော့မပါဘူးဒါပေမဲ့ကျွန်တော်တို့ကဟို net grow တွေနဲ့တော်တော်တူတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ net grow ဆို net တမိုင်းသိရတယ်ပေါ့ကျွန်တော် character တွေကို character တစ်ခုချင်းစီရဲ့ profile ကိုကောင်းကောင်းသိရတယ်အဲ့ဒါမှ character တစ်ခုချင်းကျွန်တော်တို့ဝင်ပူးကပ်ဖို့အတွက်အာမင်းတော်မဟုတ်တဲ့မိုးနီဖြစ်ဖို့အတွက်မိုးနီရဲ့ character တွေကျွန်တော်သိရတယ်ပြီးရင်ကျွန်တော်နဲ့မိုးနီရဲ့ဂျာမှာဘာတွေတူလဲ ဘယ်ချက်တွေမတူလဲအဲ့ဒါတွေကျွန်တော်တို့ဟိုထားခဲ့တဲ့တင်းတဲ့အရာအိမ်မှာပဲထားခဲ့အယူတဲ့နေဟာကိုယူအဲ့လိုမျိုးလုပ်ရတာပေါ့နော်ဒါအရင်အဲ့ဒါတွေစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့လုပ်တွေများလာလေလေစိန်ခေါ်မှုတွေများလာလေလေဟိုပူပျော်လာလေလေအပူလဲဘယ်လိုပြောရမလဲတာဝန်ကြီးလာလေပေါ့နော်အပြင်ဆင်ချိန်လေးတွေမရမှာဆိုတာဒီဇက်ကောင်မဖြစ်မှာဆိုတာအဲ့ဒါလေးတွေတော့ပူပြီးစူးစမ်းအားစိုက်ထုတ်နေပါတယ်အာတကယ်ပဲကိုလေးစားကြတဲ့လူညာရှင်ကိုရံလေးလို့လဲဆိုလဲအများနဲ့စုံနေ မှတ်မဲ့ရပြီးရွှေချိုနားနီးလာလို့လေကိုရံလေးကဲလို့ရွှေချိုဖြစ်ခဲ့တာကျွန်တော်ရှေ့မှာမေးဘာမှမသိဘူးမေးမသိမသိမသိရနောက်ကြကိုရံလေးတားတယ်မှာဆရာမလို့ရေးတာတွေ့ရပေါ့နော်လူမြညာဆက်လုံးမှာလားဆရာမလုံးမှာဒါလူမြညာလုံးမှာလို့အဲ့လိုဖြည့်ပြီးတော့ရွှေချိုပါလာခဲ့တာကျွန်တော်တို့ရွှေချိုပထမအုံဆုံးတော့ပေါ့နော်အဲ့လိုတိုင်းမဲ့တကယ်ကိုရံလေးနဲ့စုံတိုင်းမှာလေကိုရံလေးအများနဲ့တင်ပေးတယ်ရှေ့မှာလေကိုရံလေးနဲ့ချစ်စိတ်တို့နောက်ဘက်မှာအဲ့လိုတားဖပဲရှေ့မှာတားဖကျွန်တော်ကမူသားသားအမတားဖနဲ့အရန်ချစ်တဲ့ အမြဲတမ်းတိုင်ပင်ဖြစ်တယ်ပေါ့အပြင်မှာလည်းအဲ့လိုအမြဲတမ်းအခုမေးတယ်ကျွန်တော်ဘာတွေပြင်ဆင်တင်လဲဘာတွေလိုအပ်ချက်ရှိလဲအမြဲတမ်းမေးတယ်အခုလည်းအမြဲတမ်းတင်ပြပါအော်ဒီမှာလည်းတားဖဆင်းနေအများကြီးဆုံးရမယ်အဖေအဖေကိုလိုက်ထိန်ရမယ်